အင်ဂုလိမာလာသုအထုပကအခါရဘမြတ်စွာဘုရားသည်သာဝတိပြီးစေတော်အကြောင်းတော်၌သတင်းသုံးတော်မူစဉ်အင်ဂုလိမာလာမထေသည်မြို့တွင်သို့ဆွမ်းခံဝင်သည်ရှိသောသာမပွားနိုင်သော အမျိုးသမီးတဦး၏ကြီးစွာသောဒုက္ခနှင့်ကြုံတွေ့နေရသည်ကိုကြားသိရသဖြင့် အလွန်တနာခြင်းကရုဏာဖြစ်ခာကြီးစွာသောတန်ဝေကလည်းရလျက်เจ้าတော်သို့လင်းမြန်းစွာပြန်ကြွလာပြီးမြတ်စွာဘုရားအလျောက်ထားလေ၏မြတ်စွာဘုရားကယတောဟံဘဂိနီအရိယာယဇာတိယာဇာတောစသောအင်္ဂုလီမာလတောပရိတ်တော်ကိုသင်ကြားပေတော်မူလေ၏ အင်္ဂုရီမာလမထေလေမျိုးတွင်းသို့လင်းမြန်စွာ ပြန်ကြွတော်မူပြီလျင်ယင်းအမျိုးသမီးကို တင်းတိမ်ကလကာကာယံစီလည်းရဲ့မိမိကအပြင်ဘက်မှနေ၍အင်္ဂုရီမာလသို့ပြိတ်တော်ကိုရွတ်ဆိုတော်မူ၏အမျိုးသမီးလည်းအတွင်းမှယူသေးစွာလက်အုပ်ချီ၍နာကြားနေကြမှာပင် သာယရဏာကို ချောမောအောင်မြင်စွာ ဖွားမြင်နိုင်သည်ဖြင့်မိခင်ရောကလေးပါကျမ်းမာချမ်းသာကြရလိမ့်ဤထိုအင်ကုလီမာလတုပ်ပရိတော်ကပရိတံယံဗန္နံတတ္တနိသိဏဌာနရောဝနံဥဒကံပိဝိနာတိတိတဗ္ဗမေဝပရိတယံ သောတိနာကဘာဥထာဏယင်စတာတိတိတင်ခဏိထေရသင်ကုလီမာလတာလောကနာထေနာပါတိတံကပ္ပထာယေမဟာတိဇံပရိတံတံဗနာမဟိယတောဟံဘဂိနီ အရိယာယဇာတိယာဇာတော နာဘိဇာနာမိတင်စိတ်စပါဏံဇိဝိတာဝရောပိတာ တေနသစ္စေနာသူတိတေဟောတုသူတိကပတာအင်္ဂုလိမာလသုတ်တံနေဋ္ဌိတံ